ကျမတို့ကတော့ငါငါကကြည့်လှုပ်လိုက်ကလေးကသိရဲပေါ့နော်တနေ့ကျရင်တော့ငါတို့တင်ဆက်မဲ့အကြောင်းအရာတစ်ခုခုပေါ်ပါပဲဆိုတော့ကျမတို့ကြိုးသိပါတယ်ငါငါကကြည့်ရေဆိုတာခွမိကောက်ကြည့်တော့စော့ပါချင်းသူတို့အမီးတွေကဆွတ်လိုက်တော့ခဏပဲဖြောင်းနေတာကြည့်ရောက်ကဖယ်လဲဖယ်အောက်တိုင်းပဲကောက်တာမှကိုကိုင်းနေရပဲကိုင်းကောက်တာပဲရုပ်ကောက်တာမဟုတ်ခွေးမှာဆိုအမီးကောက်တာနှမျိုးရှည်လေးချို့ကဒီတိုင်းလေးကောက်တာချို့ဆိုကိုင်းကောက်လိမ့်ဖယ်ပြီးအဲ့လိုကောက်တာအဲ့လိုကောက်တာသူတို့ကအဲ့လိုပြည်သူလေး တဆောင်းဆောင်းတခဲခဲစောင်းမြောင်းပြောဆိုမှန်ရိုက်နေအရင်လိုပဲ Facebook လေးပြန်သုံးပြီးလို့ရှင် Facebook ဘောကနေဟိုလူအတက်ဒီလူအတက်ငါတို့ဒီလူဖျက်ရနင်တို့ကြောင့်ငါတို့တောင်းလိုက်တော့အောင်ဝါလို့ကနင်တို့အကုန်လုံးဘလို့တွေတတ်မှာဖြတ်မှာဆိုနေစင်နေတာကျိန်ဝါဆဲဆိုတာတွေကကျမတို့နေစင်နေတာပြင်ပြင်နေရတယ်အရောက်9000ကျော်ရဲ့အင်အားမိဘပြည်သူများရှင်ခန့်နေစုရဲ့တရင်သုံးသက်တင်ပြချက်လေးဖြစ်ပါရဲ့ရှင်ကျမမိဘပြည်သူများကိုဒီနေ့မှာအကြီးမားဆုံးကိစ္စတစ်ခုတင်ဆက်ပေးစရာရှိပါတယ်အဲ့ဒါလေးကတော့ ကျွန်မကိုယ်တိုင်ကြားဖြန့်နဲ့ကြုံတွေ့လေရတယ်ရှင်ဒီနေ့မှမှကြုံတွေ့လေရတာပါဖြစ်စဉ်လေးကိုကျွန်မပြောပြပါမယ်ကျွန်မစီကိုဖုန်းသုံးလုံးနဲ့ဇလန်းဆင်ပြီးတော့ပန်းလာလာလိုက်နေရှင်အဲ့ဒီဖုန်းနံပါတ်လေးကိုကျွန်မဖတ်ပြမယ်ပေါ့နော်39962569659 39965359 39958 3998အဲ့ဒီဖုန်းနံပါတ်3လုံးကနေပြီးတော့ကျွန်မကိုကြားဖြတ်လာလို့ပြဘလို့လုပ်လဲဆိုတော့ပထမဆုံးတစ်လုံးကဖုန်းဆက်လာပြီးတော့ အမားတဲ့ကျမနာမည်မေးတယ်ပေါ့ကျမနာမည်ဆိုကျမနာမည်အရင်အောင်မေးတာမဟုတ်ဘူးကျမအလုပ်လုပ်လို့ရှိရင်နာမည်တစ်ခုနဲ့လုပ်လုပ်တယ်ဥမာပေါ့နော်အခုကျမပစိုးရောင်းတဲ့ခါကျတော့ပစိုးလေးကိုကျမဒိုင်ရမှာလို့ရှိရင်ကျမနာမည်အရင်နဲ့ဘယ်တော့မှမမှားဘူးရှင်အခြားနာမည်တစ်ခုသုံးပြီးတော့ကျမမှားတယ်ကျမရဲ့ဖုန်းနံပါတ်ပေးရပေါ့နော်ပစ္စည်းပို့တဲ့ခါကျလို့ရှိရင်ဘာကြောင့်လဲဆိုတော့ကျမဒီတာမန်ဈေးရောင်းသူတယောက်မဟုတ်ဘူးရှင်အမြဲတမ်းအသက်အနှင်းချင်းချောက်ခံရတဲ့တရင်သမားတရား။ဒါကြောင့်ကျမရဲ့လုံခြုံရေးတော့ကိုကျမကအလုပ်လုပ်လို့ရှင်နမယ်ခွဲလေးတွေထားပြီးတော့အလုပ်လုပ်လေးရှိရဲ့ ပစ္စည်းပို့ရင်တော့မှကျမနေရဲ့နေရာနဲ့ကျမပစ္စည်းမပို့ဘူး။အခြားသောနေရာနေရာတွေကနေပြီးကျမခွဲချမ်းစိတ်ထားပြီးလောက်တာကင်တာရရှိတယ်။ဘောနော်ကျမရဲ့လုံချောရတဲ့ကိုကျမအစီထက်ထက်ချားလာတာကိုကျမပြောပြတာ။ဒါအဲ့လူကကျမရဲ့နာမည်ပေါ့နော်ဒီကျမပစိုးမှားတဲ့အခါမှာအသုံးပြုတဲ့နာမည်ကိုမေးလာတော့ကျမလည်းဟုတ်ကဲ့ပါဆိုတဲ့အခါကျတော့မပြောလဲဆိုတော့ "तू आ रे right express ရုံခွဲရပါ"တဲ့အမနာမည်နဲ့ပစ္စည်းရောက်နေပါပြီတဲ့လာထုတ်လို့ရပါပြီဆိုပြီးပြောတယ်ရှင့်ပြောတော့ကျမကလည်းစဉ်းစားတာပေါ့နော်ဒီရဲ့ဘက်မှာပစ္စည်းမှားတာမရှိဘူး ဘလို့ဖြစ်လို့လဲဘယ်ကပစ္စည်းလဲပေါ့ကိုလည်းရုတ်တရက်ဇွေးဇွားဖြစ်သွားတာပေါ့နော်အဲ့နဲ့ကိုကလည်းကိုနာမည်နဲ့လည်းဖြစ်တယ်ကိုဖုန်းနံပါတ်နဲ့လည်းဖြစ်တယ်ဆိုတော့လာထုတ်မယ်ဆိုပြီးကျွန်မပြောလိုက်တယ်ကျမကအဲ့ဒီလိုပြောပြီးရင်တော့မှအဲ့ right express ရုံးရပါလို့ပြောတဲ့အမျိုးသမီးကဘာပြောလဲဆိုတော့အမားတဲ့ပတ်စံအတဲ့ခြေစရာမလိုဘူးတဲ့သူတို့စီမှာလာထုတ်ရုံပဲတဲ့ပတ်စံကိစ္စကကြတော့အမားနဲ့အဲ့ဒီရောင်းတဲ့သူနဲ့ပေါ့နော်ဟိုသူအမားစီရပဲတောင်းလိုက်မယ်ဆိုပြီးပြောပါတယ်တဲ့အဲ့လိုပြောတယ်ရှင်ပြောတော့ကျမလည်းဟုတ်ကဲ့ဟုတ်ကဲ့ပေါ့ဆိုတော့ဖုန်းချလိုက်တာဖုန်းချပြီး9မိနစ်မှကြာနောက်ထပ်ဖုန်းတော့ဝင်လာတယ် ဝင်လာတော့ကျမကအဲ့လိုပဲကျမပစိုးမာတဲ့ခါမှာသုံးတဲ့နာမည်ကိုကျမမေးပြန်ရောဘောနော်မေးတဲ့ခါကျတော့ကျမဟုတ်ပါတယ်ပေါ့ဆိုတော့အမားရဲ့အမကကျမတို့ဆရာပစိမာတာလားတဲ့ကျမတို့ပို့လိုက်ပြီနော်တဲ့ right is bad ရောင်းရောင်းနေပြီရဲ့ဖုန်းဆက်ဖုန်းဆက်လေဖုန်းဆက်နေပြီရဲ့ဆိုတော့ပြောတယ်ရှင်ပြောတဲ့ခါကျတော့ကျမရုပ်တရက်တွေးသွားတာပေါ့နော်ကျမလည်းဒီပစ္စည်းမှလို့ရှင်အဲ့လိုမျိုး delivery ရုံးကနေကျမစီကိုမပို့ဘူးရှင်လိမ့်စာတိကျနေကျမဘရောမယူဘူးကားကိတ်ချခိုင်းနေပစ္စည်းသွားယူတယ်ယူရဲ့ခါမှလည်းကျမယူခြင်းတဲ့ချိန်ယူတယ် အခြားလူလှုပ်ပြီးရှိပဲကျွန်မကိုယ်တိုင်လည်းမသွားအောင်ကျွန်မအများကြီးကိစ္စရက်တွေပေါ့နော်စဉ်းစားပြီးမှ delivery နဲ့ကျွန်မအဲ့လိုမျိုးအိမ်နဲ့ရရအောင်လှုပ်လှုပ်တာမျိုးကျွန်မမလုပ်ဘူးအဲ့လိုမျိုးတော့ကျွန်မကောင်းတယ်မှာကျွန်မဒါယူနေကြပစ္စည်းပုံစံမဟုတ်ဘူးလေကျွန်မစီပစ္စည်းလာနေကြပုံစံမဟုတ်တော့ကျွန်မပြန်မေးလိုက်တာပေါ့နော်ညီမလေးကဘယ်သူလဲဘယ်ရလဲဆိုတော့ကျွန်မအမရှောက်ပြောအမထမိန်မှနေကြနေရကလည်းဆိုကျွန်မထမိန်ကပါတိတ်တွေမဝဲဘူးသူကပါတိတ်ထမိန်လို့ကျွန်မပြောတာပါတိတ်တွေကျွန်မမရောင်းရှင့်ကျွန်မချိတ်ထမိန်လေးရောင်းတာပေါ့နော်ရောင်းတဲ့အခါကျတော့ အမဟုတ်ဘူးအမကအဲ့လိုပါတိတ်ထမင်းနေမဝယ်ဘူးအမပစိုးပဲဝယ်တာလို့ပြောတဲ့အခါကျတော့မလေးဘယ်မြို့ ਆ လဲဆိုတော့မန္တလေးရာတဲ့အဲကျွန်မလည်းသိကျင်တော့ထပ်ဖြေလိုက်တာပေါ့နော်အာမမန္တလေးကမဝယ်ဘူးနော်ကျွန်မကျွန်မဝယ်တဲ့မြို့ပေါ့နော်အဲ့မြို့ကျွန်မပြောလိုက်တဲ့အခါကျတော့ तू ကကျွန်မကကျွန်မဝယ်တဲ့မြို့ရဲ့ sign name အတိအကျကိုကျွန်မကပြောတယ် sign name အတိအကျပြောတာနော်ကျွန်မနာမည်ရောကျွန်မဖုန်းနံပါတ်ကိုကျွန်မဝယ်တဲ့ sign ရော तू သိနေရနော် ်ဒီလားအဲ့လိုပြောတဲ့ခါကျတော့ဒါပေမဲ့ကျမကလည်းစဉ်းစားတာစိတ်ထဲမှာတန်တဲ့ရဖြစ်နေပြီဆိုတော့အေးညီမလေးဒါဆိုလဲလို့အမဝယ်ထားတဲ့ပေါ့ချောဘိုက်ဘာပို့လိုက်လို့အမပြန်ပြီးတော့ဆက်ရမယ်လို့ဒီဖုန်းနဲ့အမမှားလဲဆိုရင်ဆိုတဲ့ခါကျတော့ဘိုက်ဘာနေပြီးတော့အမပေါ့ချောဆက်မယ်ဆိုတဲ့ခါကျတော့မဟုတ်ဘူးတဲ့ပေါ့ချာတဲ့ပစ္စည်းတုံတွေထည့်ပေးလိုက်ပြီတဲ့ဒီတော့ကျမမှာသူ့စစ်ဆေးစရာလည်းဘာမှမရှိတဲ့ခါကျတော့ကျမလည်းအဲ့တော့ပတ်မေးတော့တာပေါ့ပတ်မေးတဲ့ခါကျတော့မှလူကကြိုးကြောက်အောင်လေးဖြစ်ပြီးတော့မဟုတ်ပါဘူးတဲ့ဟိုလူမားလို့ပါတယ်ဖုန်းချပါခဏနေရကြတယ်ကျမစီဖုန်းထုတ်ထက်ဆက်လာပြီးတော့ ပေါ့နော်ကျမနာမည်ကိုပဲထပ်မေးတယ်အမလားတဲ့ကျမဆက်ပစ္စည်းမာထားတာလေးတဲ့နောက်တယောက်ပေါ့ကွယ်သူကနောက်တစ်ဆိုင်ပေါ့ကွယ်ဆိုပြီးတော့လာမေးပြန်ကိုမေးတော့ကျမကလည်းသိနေပြီလေသူတို့ကျမကိုလိန်တော့မစားသိနေပြီလေပြီးတော့ကျမလည်းပတ်မေးတော့တာပေါ့မေးတဲ့အခါကျတော့ကြိုးကူကြောင်နေအိုးတော့အတားရဖြစ်ပြီးတော့ဖုံးချသွားတာဖုံးချသွားတော့ကျမလည်းငါစားပို့လိုက်တယ်နင်တို့တွေကလို့နင်တို့ဇညောင်းအားလို့ right expert ကိုရောက်တယ်ဆိုပြီးတယောက်ကငါ့ကိုဖုံးဆက်တယ်နောက်တယောက်ကကြတော့ right expert ကိုပစ္စည်းရောက်တဲ့အတွက်သူ့စီကိုငွေလွှဲပါဆိုတဲ့ပုံစံမျိုးချိုးချင်တာမဟုတ်လားလို့နင်တို့ဇညောင်းအားလို့တော်တော်လှတယ်နော်လို့တော်တော်လိန်တက်နေရဲ့ဟလာ claim မတွေဆိုကျမပို့လိုက်တယ်ရှင့် ိတ်တို့လုံးနဲ့ပေါ့နော်ပြီးတော့ကျွန်မအဲ့ဖုန်းတွေပြန်ခေါ်တယ်လုံးဝဖုန်းမကင်အဲ့ဒါကြားဖြန့်ရှင်အဲ့ဒါကြားဖြန့်ဒီလက်တမျိုးဒါပေမဲ့ကျွန်မကိုယ်တိုင်ကြုံလဲရတဲ့ကြားဖြန့်မှာဖြစ်စဉ်လေးကျွန်မတို့အဆဆွဲထုတ်ကြည့်အောင်ကျွန်မတို့အဆဆွဲထုတ်တဲ့အကျင့်ဆိုတော့လေနံပါတ်1ကျွန်မဒီပစိုးမာတဲ့အခါမှာအသုံးပြုတဲ့နံပါတ်ကိုသူသိနေတယ်ကျွန်မရဲ့ဖုန်းနံပါတ်ကိုသူသိနေတယ်ကျွန်မဝယ်တဲ့ဆိုင်ကိုသူသိနေတယ်ရှင်ကျမကိုယ်တိုင်ကြုံလိုက်ရလို့ပါအဲ့တော့တရင်သမားတယောက်ကိုလာပြီးလိမ့်နေဆိုတော့လေကျမတနင်္ဂနွေလုံးသူအောင်ပြောတော့ပါရှင်ဟုတ်တယ်မလား တော့မိဘပြည်သူများအနေနဲ့သိထားပါကိုယ်စီရော delivery ကနေပဲပစ္စည်းရောက်တယ်ဆိုရင်ဖုန်းဆက်လာတယ်ပြီးတော့နောက်တစ်ဖုန်းတို့ကမဆိုင်မတော်ရောက်လာပြီးတော့နိုင်ဝက်လောက်ကြာရင်ရောက်တာဖြစ်မယ်တနင်္လာရက်ကြာရင်ထက်ဆက်တာဖြစ်မယ်ပတ်စံတွဲပေးပါကျမကကျမနာမည်နဲ့ပစ္စည်းမာနာပါတယ်ဆိုရင်တေချာအောင်စစ်ဆေးပါပတ်စံအလော်ဂျီမလွှဲပါနဲ့ရှင့်ကိုကပတ်စံပေးရမယ်သူပတ်စံပေးရမယ်သူဒီဘယ်တော့မှမလောရအောင်ရှင့်ကျမမိဘကျမတင်ထားတယ်စီးပွားလုပ်ရင်ပတ်စံပေးရမယ်သူဒီဘယ်တော့မှမလောပါနဲ့ ယူရမယ်ဆိုတော့လောကျင်လောဘောတော့ဒါကကိုယ်ကိစ္စပေါ့ရှင်ဒါစီးပွားရေးမှာကတချို့နေရာတွေကကိုကမှားပေးတာမျိုးဖြစ်မှာဆိုလို့ကိုကသူများမလိန်သေးကြရလေသူများကိုလိန်သွားနိုင်တယ်လေအဲ့တော့ဆုံးရှုံးမှုတွေဖြစ်မှာဆိုလို့တုံသင်ဆုံးမှာတာလေကျွန်မနားထောင်လို့ကျွန်မကံကောင်းသွားတာပြီးတော့အဓိကကျွန်မအခုဖြစ်သွားတဲ့ဖြစ်စဉ်မှာဆိုလုပ်ငန်းရှင်တွေတဲ့ဒေပြူစရာအများကြီးပါတယ်နော်ကို customer ရဲ့ data တွေကိုကြားဖြတ်နေရကိုဝန်ထမ်းတွေစီကဝယ်နေလားမဝယ်နေမဝယ်နေလားဆိုတာလူကြီးမင်းတို့တေချာလေးစမ်းစစ်တဲ့ mission ကြားဖြတ်ဆိုတာလူတွေရဲ့ personal data တွေကနေပဲအခြေခံပြီးတော့လိမ်စားတာရှင့်အဲ့တော့ personal data ဘယ်ရရရွှေသမင်ဘယ်ကထွက်ဆိုတဲ့ကိစ္စရတဲ့အလုပ်ငန်းရှင်တွေနဲ့အထူးသတိထားသင့်ပါတယ်အခုဆိုရင်ဒါအထယ်ဆိုင်လေးရရှိတဲ့ data ကိုတော့မှအသုံးပြုပြီးဇလန်းစင်ပြီးကျမကိုလာလိမ်တယ်လိမ်နေသူကဖြစ်ရှင်တော့ကျမဖြစ်နေလို့ကျမတနေငံလုံးသိအောင်ပြောတာအခြားသူသာဆိုခံကြံခံလိုက်ရမှာခံလဲရသူတွေတော့မှရှိနေပြီလားမပြောတတ်ဘူးရှင့်အဲ့တော့ကျမတို့နေစဉ်နေတိုင်း data တွေက မတို့အဲ့လိုနမဲခွဲတွေနဲ့အကုန်လုံးစီစဉ်တကြလှုပ်ထားလို့တာမခံလိုက်ရတာကျမနမဲအရင်နဲ့ကျမလိပ်စာအတီးကြနေတာကျမလှုပ်ထားမယ်ဆိုရင်တော့ပို့ပြီးတော့ကျမတို့ဒီတက်တိတိကျကျလိမ်မှသိကြတယ်ချင်းဒါကြောင့်ပစ္စည်းဝယ်ပဲဝယ်ဝယ်ရောင်းမယ်ရောင်းရောင်းသတိပြုပါဝယ်သူတွေအနေနဲ့ကလည်းကိုကပစ္စည်းရောင်းနေဆိုရင်ပေါ့နော်ကိုကသူများလိမ်မဲ့သူမဟုတ်ဘူးလေအဲ့တော့ကိုလုံချုံရေကိုဘီယူဆိုင်ပါရှင့်ကိုရဲ့ data တွေကိုရဲ့အချက်လက်တွေကိုငါဝယ်နေကြတိုင်းပဲငါဝယ်နေကြဆိုင်မဲ့ဆိုပြီးအကုန်လုံးပေးကြမလို့ရှင့်အနေရေကအဲ့ဒီကလာတတ်တယ် ဒါကြောင့်စီးပွားရေးလောက်တဲ့ခါမှာသတိပြုနိုင်ဖို့ပေါ့နော်။စားဖြတ်နေတော်တော်ဆိုးတယ်ရှင်။အခုနိုင်ငံတော်ကတော့ဖမ်းဆီးပြီးတော့အရေးယူရယ်ပေါ့နော်။ဒါပေမဲ့သူတို့တွေကသူတို့တက်သွားတဲ့အဲ့ဒီပညာနဲ့လိန်စားတဲ့ပညာနဲ့နေရာတိုင်းမှာသူတို့ကဟိုအလေးအကျပောက်တဲ့အပင်တွေလို့လုပ်နေကြတာရှင်။ကျွန်မအောင်နောက်ထပ်သတင်းတစ်ခုရှိသေးရဲ့ရှင်။ကျွန်မသတင်းလေးထပ်ပေးရုံပဲ။ဘာလဲဆိုတော့ကျွန်မခုနေ့ကလွန်ခဲ့တဲ့ကာလမကြာခင်ကကျွန်မဝေးပြေးလမ်းနေပြီးတော့ခီးသွားတယ်ရှင်။ကျွန်မအဲ့တော့ရန်ကုန်ဘက်ခြံသွားတာပေါ့နော်။ရန်ကုန်ထိတော့မရောက်ဘူး။ ။အဲ့ပြန်တဲ့ခါကျတော့ကျမကလည်းဘယ်တော့တော့ကျမရုပ်ဖြတ်ပြီးသွားဆိုတော့လေကားဟိုင်းပြန်လာတော့ကားဆရာနဲ့စကားပြောပါညာခေါ်အခါကျတော့ကားဆရာကိုမေးမိတာပေါ့နော်။ဘယ်လိုမေးလဲဆိုတော့ကိုလိုဒီခီးသွားတဲ့ခါမှာပေါ့နော်။ကျမမှုတယ်မပါဘူးလို့။မှုမှုတယ်မပါဘူးလို့ကျမနေပြည်တော်ဝင်ကျင်တယ်ဘယ်လိုဝင်ရမလဲလို့။စားသူမေးတယ်ပေါ့နော်။ပညာစမ်းတာဝါရှင်ကျမကလည်းတမတရင်သမားဆိုတော့တဲ့မှာအတော့ဘာပြောလဲဆိုတော့အမားနဲ့မဟုတ်တယ်မပါလို့ရှင်နဲ့လမ်းဟောင်းအောင်သွားပြင်မယ်တဲ့။ဟွန်းဟုတ်နေတာ လမ်းဟောင်းသွားပြမယ်တဲ့ဆိုတော့ okay အဲ့ဆိုလဲသွားဆိုတော့လမ်းဟောင်းသွားတယ်တကယ်ပဲတော့တလန်းလုံးအစစ်စစ်မရှိဘူးကျွန်မချော့ချော့ချီမပုံတယ်ပြเสียတလုံးကမလိုပဲနေပြီးတော့တဲ့ကိုရောက်လာခဲ့တယ်ဒါလုံကြွေးဟာကွက်လေးကိုကျွန်မခရီးသွားရင်းနဲ့စုံစမ်းစစ်ဆေးခဲ့တာလေးကိုကျွန်မတင်ပြတာပါဘယ်သူမှအပြစ်ဖြစ်စေချင်လို့မဟုတ်ပါဘူးနော်သတိပြုနိုင်ဖို့အတွက်ပါရှင်ဒါတော့ကျွန်မထပ်မေးတာပေါ့နော်ဒီလမ်းနေရာဒီလိုမျိုးမပုံတယ်မပွားပဲသွားနေရဆိုတော့မင်းတို့ထူးခြားရဲ့ကစတမာတွေပါရရရှိလားပါညာဆိုတော့ तू ကပြောပြရရှင့်ဘယ်လိုပြောလဲဆိုတော့အမားရဲ့ အခုဆိုရင်ねဒီရန်ကုန်လို့ပါတော့ပါเนาะဒီမြောက်ရီတို့ဟိုအခြားမြို့တွေอ่ะပေါ့ရှင်အဲ့လိုမျိုးမြို့တွေอ่ะသူတွေอ่ะဆိုရင်မြမစကားမတက်တဲ့တရုတ်တွေတဲ့သူတို့ကောင်းအောင်နားစီမှာဆိုအလားပြီးတော့ကောင်းလာငားတယ်ရှင်ကောင်းငားပြီးလို့ရှင်သူတို့အဲ့ဒါဒီရန်ရန်ကုန်ပေါ့เนาะရန်ကုန်ဘက်ဆန်းပြီးလို့ရှင်အဲ့လိုလမ်းဟောင်းကနေလုံးဝစစ်ဆေးမရှိတဲ့လမ်းတွေသူတို့သိတယ်အဲ့ဒီလမ်းတွေနေပြီးတော့သူတို့အဲ့ဒါမြောက်ရီဘက်တို့မော်လမြိုင်ဘက်တို့အဲ့လိုတွေသွားကြတာမှာတဲ့ ကျွန်တော်ကတော့မလိုက်ပါဘူးလေအဲ့လိုတော့ပြောတယ်အရှင်သူလိုက်လက်မိုက်ရတော့ကျွန်မပြောတတ်ဘူးပေါ့နော်တခါကသွားလို့ရှိရင်တရက်ကိုအဲ့လိုမျိုးပတ်စံအများကြီးရတယ်ပေါ့နော်လေး90တိန်းလောက်ကိုအဲ့လိုမျိုးပေးကြရဲဆိုပြီးတော့ပြောတယ်ရှင့်ပြီးတော့ရွှေသမင်ဘယ်ကထွက်အဲ့လိုအပေါက်တရားပဲထွက်တာရှင့်နေပြီးတော့မှတ်ပုံတင်ပြစရာမလိုဘဲနဲ့ကျမကိုယ်တိုင်ဝင်ခဲ့တဲ့အတွက်ကျမတည်တင်းလေးကိုပြောပြနိုင်တာပါရှင့်ကိုယ်တိုင်စုံစမ်းခဲ့တဲ့ကိစ္စလေးမဟုတ်လို့ပါဒါလူချင်းမင်းတို့ ਨੇ ကြားဖြတ်နေရမြတ်မပြေနှံ့အောင်သွားလာနေတယ် တေချာလေးတော့စစ်ဆေးဖို့လိုပါတယ်။ကြောင်ဖြန့်နေတာတိတာပါတယ်ရှင်မြန်မာစကားမပြောတတ်တဲ့တရုတ်လူမျိုးတွေများပါတယ်။မြန်မာစကားပြောတတ်တဲ့သူလည်းပါလာပဲပေါ့နော်။ဘာလို့ဆိုတော့ကြောင်ဖြန့်မှာသွားဝန်ထမ်းလုပ်ကြတဲ့မြန်မာနိုင်ငံသားအချို့လည်းရှိရလေ။ဒါကြောင့်အခုဆိုရင်ဒီမြောက်ရီဘက်ကဆင်းလာတဲ့သူတွေကိုဆိုအောင်အုပ်စုလိုက်အုပ်စုလိုက်တချို့တွေဖမ်းဆီးထားတာစစ်ဆေးပြီးမှပြန်လွှတ်တယ်ဆိုတော့အဲ့လိုကိစ္စတွေကြောက်ပါ။မြန်မာပြည်သူများအနေနဲ့ကလည်းစင်ကြင်ကြဖို့လိုပါတယ်။ခီးသွားတဲ့အခါမှာကိုယ့်ရဲ့မှတ်ပုံတင်အောင်တေချာလေးစစ်ဆေးခံပြီးတော့မှသွားကြဖို့လိုပါရဲ့ရှင့်နိုင်ငံတော်အမြင်မဆောင်ပါနဲ့နိုင်ငံတော်မှာကြားဖြတ်ကိစ္စရှိနေတဲ့အတွက်ပါ ။တရင်ထဲမှာကြုံလို့ကျွန်မအားလုံးချိတ်ဆက်ပြီးတော့ရှင်းပြပေးတာဖြစ်ပါတယ်။ကျွန်မနိုင်ငံသားဖြန့်ကြောင့်နာမည်ပြတိတ်ခါကြာနေရတယ်။ဒါအောင်နိုင်ငံတော်ကနေပြီးတော့တန်နိုင်ဆုံးဖြည့်ရှင်းနေတယ်၊ဆောင်ရွက်နေတယ်၊မိဘပြည်သူများလည်းပူးပေါင်းပေးမှာဖြစ်ပါပါ။ပြီးတော့မိဘပြည်မှာနေစဉ်ဘဝမှာကြားဖြန့်ဆိုတာဗိုင်းရပ်စ်တစ်ခုလိုပဲ။ဘရောမှတက်လို့မသိတော့ဘူးရှင့်။နေရအနှံ့ကိုရောက်ရှိနေမယ်၊ဤပညာမျိုးစုံသုံးနေမယ်၊ကျွန်မတို့ data တွေကိုဘယ်ရရရလိုက်ပြီးတော့ဝယ်တာတွေနှိုက်တာတွေလုပ်နေမယ်။အဲ့ဒီကနေမှကျွန်မတို့ဇလန်းတွေဆင်ပြီးတော့ကျွန်မတို့ဤမျိုးစုံလိန်နေမှာပဲရှင့်။ ။အဲ့ဒီလိန်ညာမှုမခံအောင်လို့မိဘပြည်သူများဘုသူတရှိပါတခုခုဆိုရင်မလောပါနဲ့။ကိုယ့်ရဲ့ data ဆက်လက်တွေကိုအတက်နိုင်ဆုံးလမ်းလွှဲထားဖို့အတွက်ကိုစဉ်းစားထားကြပါစီးပွားရေးပဲလလဘာပဲလလဘယ်သူမှအတိတ်ကြိုက်သွားပြီးတော့ပေးနေစမ်းမလို့ရှင့်ဥတခုတော့ရှိရဥပဒေရဆစ်ဆေးမယ်ဆိုတော့ပေးရမှာပေါ့နော်အဲ့လိုကိစ္စတွေအလွဲလို့ရှင့်တန်တန်ဆိုဒီဘက်မှာလမ်းလေးတွေလွှဲထားပါလုံခြုံရေးဂရုစိုက်ပါလို့ကျွန်မတိုက်တွန်းချင်ပါတယ်ကိုရေးချက်လက်တွေချိုးဖောက်ခံနေရပါတယ်ကျွန်မတို့ကကြားဖြတ်နေရဲ့ငစားချခြင်းကိုခံနေရပါတယ် ဒါရေရှောင်လွှဲနိုင်မှုအတွက်ကျွန်မတို့နေ့စဉ်နေ့တိုင်းသတိရှိနေမှာဖြစ်ပါမယ်ရှင်။မိဘပြည်သူများရှင်ဒုတိယသတင်းလေးကတော့ရန်ကုန်မှာဆန္ဒပြတာတွေထပ်ပြီးတော့ဖြစ်လာရနော်။ဒီဒီဇင်ဘာ၈ရက်နေ့မှာထူးခြားဖြစ်စဉ်လေးတစ်ခုပေါ့ရှင်။ရန်ကုန်မြို့ကလဲရန်ဈေးနာမှာ Bluetooth speaker နဲ့လှုပ်သွားတဲ့လှုပ်ရက်တစ်ခုရှင်ကျွန်မပြောပြပါမယ်။မိဘပြည်သူများရှင် ကျမောက်နိုင်ငံမှာတော့ဆန္ဒပြတာပြန်ပြီးတော့တခစ်ထလာခဲ့ပါပြီရှင်။အခုဆန္ဒပြတာကိုထူးထူးဆန်းနီးနဲ့ပြသွားတဲ့ဟာလေးသတင်းလေးပေါ့နော်ကျမပြောပြပါမယ်။ဖြစ်စဉ်ဖြစ်သွားတာရန်ကုန်မြို့မှာဖြစ်သွားတာပါရှင်။ဒီဇင်ဘာလ9ရက်နေ့မှာဖြစ်သွားတာပါ။တင်းတွေရုံးပိတ်ရဲ့ချိန်မှာရန်ကုန်မြို့မှာရှိတဲ့လူစီကားတဲ့လှဲလန်းစေးနာမှာ Bluetooth speaker နဲ့စစ်တပ်စန့်ကျင်ရေးဆိုပြီးဆန္ဒပြသွားတယ်လေရှင်။ဖြစ်ပေါ်ကတော့ညနေ9:00နာရီခန့်လောက်မှာပေါ့နော်ရန်ကုန်တိုင်းကမောင်းမြို့နယ်တဲတန်းဈေးနီးမှာဘုံတွေ့ရဲဆိုပြီးတော့ တရင်ပေးလာတော့တက်မတော်သားတွေကသွားကြည့်တဲ့အခါမှာဆိုရင်အဲ့ဒီစပီကာကိုတွေ့တာစပီကာကဘယ်လိုမျိုးလှုပ်ထားလဲဆိုတော့စပီကာပေါ်မှာမထိရမကန်ရဆိုပြီးစာချိတ်ထားတယ်ဒီတော့ပြည်သူတွေကတွေ့တော့ဘုံထင်တာပေါ့နော်ဘုံထင်ပြီးတော့သက်ဆိုင်ရာကိုအကြောင်းကြားတယ်မဘုံရှင်တဲ့ခွဲတွေပါရောက်လာပြီးအကုန်လုံးရှုပ်ကုန်ကြတာပေါ့ရှင်ဒီလိုဖြစ်စဉ်ဖြစ်သွားတာကိုကျမတို့ကပထမဩဒါဘုံတွေ့လို့ရှင်းတယ်ပေါ့နော်အဲ့လောက်ပဲသိထားရှင် ဟုတ်ပါအကြက်ဖက်အင်အားစုတွေကနေပြီးတော့ထုတ်ပြန်တဲ့အချိန်ကျတော့မှဒါဟာဆန္ဒပြရဲဆိုတာကျွန်မသိတာသူတို့ဒါဆန္ဒပြနေတမျိုးပေါ့နော်ကြက် Bluetooth ကနေပြီးတော့ချိတ်ဆက်ပြီးတော့တခုခုအတန်လွှင့်ပြီးပါညာအဲ့လိုမျိုးဆန္ဒပြမျိုးလည်းဖြစ်နိုင်ပါရဲ့ရှင့်သူတို့အနေနဲ့ဒီ Bluetooth speaker နဲ့ဆန္ဒပြခဲ့ပါတယ်ဆိုပြီးတော့တပိတ်လှုပ်ရှားတဲ့သူတွေကလည်းသူတို့ထုတ်ပြန်ထားပါတယ်ရှင့် RSN နဲ့အဲ့ဒီအဖွဲ့ကနေပြီးတော့လှုပ်ထားဖြစ်ပါတယ်ဒီဘက်ပြည်သူတို့သတိထားမိမှာပေါ့နော်ငားငါကကြီးနိုင်ငံတော်ထိမ့်သိမ်းတာတော့သူတို့တပိတ်တွေအကြမ်းဖက်အားပေးတဲ့လှုပ်ရက်တွေမလှုပ်တာတော်တော်ကြာပြီရှင်ဒီဘက်ပြည်သူတွေလေ အခုကျတော့ငါငါကကြီးလှုပ်ပေးပြီးရဲ့နောက်မှာဒီလိုမျိုးတပိတ်တွေဂျပန်အပေးတာတွေအင်အားစုတွေစူးစီးတာတွေစက်တိုက်ပြန်လှုပ်လာပြီရှင်မန္တလေးမှာလည်းဒေစာဆန်းလှုပ်သွားခဲ့တယ်မန္တလေးထီတောင်လာပြီးတော့မန္တလေးမှာရှိရဲ့လုံချိုရေးတာဝန်ရှိရဲ့ပုံကိုတွေကိုနှစ်ရွက်ကိုသတွေးဆုပ်ပြီးတော့ဒေစာဆန်းဆိုတဲ့ပုံကိုလှုပ်သွားခဲ့တာရှင်အခုရန်ကုန်မှာလည်းဆန္နာပြရတယ်အဲရန်ကုန်ကလုံချိုရေးတာဝန်ရှိရဲ့သူနှစ်ရွက်သတွေးဆွတ်တာပဲရှင်ဘလောက်အလုပ်တွေရှုပ်ကုန်ကြလဲ လုံခြုံရေးအတွက်မိဘပြည်သူတွေဘလောက်ထိတောင်မှစိတ်ပူပန်သွားကြလဲဆိုတဲ့အခါကျတော့ကျမတို့ပေါ့နော်ဒါကတဲ့ထဲမှာကြုံလို့ကျမပြပြတာပါငါငါကကြည်ရေးစပြီးတော့လှုပ်ပေးတော့ငါနိုင်ငံတော်ဝေဖန်ပြီးတော့နိုင်ငံတော်ကောင်းစေချင်လို့ဝေဖန်ပြီးထောင်ထဲရောက်သွားသူရှိရဲ့လေငါငါကကြည်နဲ့ပါသွားသူတွေကပါလာရဲ့ရှင်အဲ့ဒါလေးကတော့နိုင်ငံတော်ရဲ့မြတ်တာတရားကိုကျမတို့ကလေးစားချီးကျူးဂုဏ်ယူရဲဂျေစုပဲတင်တယ်ပေါ့နော်အဲ့ဒီပုံကိုလေးကလည်းနိုင်ငံတော်ဂျေစုတင်ရမှသိတယ် သူတို့နိုင်ငံတော်ဝေဖန်တယ်လွန်သွားကြုံသွားတယ်နိုင်ငံတော်အရေးယူတယ်ပြတ်လွတ်ပေးရဲ့အချိန်မှာသူတို့ဒီနိုင်ငံတော်ကိုကျေးဇူးတင်ပါတယ်ဆိုတော့တခုတ်တရကိုရုပ်သံဖိုင်နဲ့ရေးတင်ကြတယ်ပြောဆိုကြတယ်ပေါ့နော်ဒါပေမဲ့ PD ရဲ့အန်ယူဂျီပါညာအပေ online မှာဆဲဆိုသူများဒလန်ဆိုပြီးတက်ဖြတ်ပါညာဆိုပြီးစိတ်တက်အောက်တန်းကြစွာနဲ့တော်လိုင်းဆိုရယ်ခေါင်းစဉ်အောက်ကိုယနေ့ချိန်ကြီးနေနေပြီးတော့တော်လိုင်းဆိုရယ်မရှိတော့ပါဘူးဒါမဲ့ဆိုတော့ရှိတယ်လို့ထင်နေတော့မစိတ်ကူးရင်လည်းပေါ့နော်အဲ့အကျန်းပတ်လောက်ရက်တည်းလောက်တဲ့အဲ့အောက်တန်းစားတိုက်ကြကြတော့ ငါငကကြီးနဲ့ပါသွားတယ်သူတို့တော့ပြစ်ရှိရလို့သူတို့ကလုံးဝမခံယူပြန်ထွက်လာတော့လေနိုင်ငံတော်ဂျေစုတင်ကြဘသူမှတခွန်းတော်မပြောဘူးရှင့်နိုင်ငံတော်ခနဲ့တို့ထိတ်ထိတ်တို့ပြောသွားရတူတော်ရှိရယ်ဆိုတော့နိုင်ငံတော်ထားတဲ့မြစ်တာတရားဒီတိုင်းပြည်ပြည်သားအားလုံးပေါ်ထားရတယ်ဆိုပေမဲ့အချို့တွေရဲ့သူ့ရုပ်မာတွေကနိုင်ငံတော်မြစ်တာတရားနဲ့မထိုက်တန်ပါဘူးရှင့်အခုဆိုရင်ငါငါကကြီးလှုပ်ပေးလိုက်တာ9000ကျော်တဲ့အတွက်မိဘပြည်သူတွေကဘာတွေခံစားနေရလဲဆိုတော့အွန်လိုင်းပေါ်မှာအားနေ တို့ရဲ့ဒေါ်လာရုပ်အမပေးတဲ့သူတွေဆိုဆဲတယ်မရိုင်းနဲ့ဒီမိမောင်တက်ဒီအောင်ကြောင်းတက်ဆိုသူများတက်ပုံတွေယူတယ်သူများပစ္စည်းမိသားစုပုံတွေယူတယ် online မှာတင်တယ် PDF တွေကိုတက်ခိုင်းနေဆိုတဲ့သူတွေကရက်ကွက်ထဲကိုပြောင်းလာတဲ့အခါကျတော့တို့ကကြောက်နေရတယ်တဲ့။ဘာကြောင့်လဲဆိုတော့ဒီလူတွေက online ပေါ်မှာသူတို့ကိုစောင်းမြောင်းဆဲဆိုမရိုင်းပြီးတော့ပြောဆိုထားတဲ့သူတွေတက်ခိုင်းဖြတ်ခိုင်းတဲ့သူတွေ PDF ကရောက်မလာသေးလို့တော့မတက်တော့လားကံကောင်းလို့အသက်ရှင်ကြံတဲ့သူတွေ။ဒီလူတွေဖန်ခံရတဲ့အခါကျတော့နင်တို့တိုင်လို့ဖြစ်တာဆိုပြီးဟိုတရဝါသတ်မှတ်ထားတာတဲ့။ ူကထောင်ထဲကပြန်လာတဲ့အချိန်ကျတော့လက်သီးလက်မောင်းတန်းနေတော့ပါရှင်မိဘပြည်သူတွေကိုချိတ်ချောက်နေတော့တာပေါ့ဤမျိုးစုံနဲ့အနီးနားချင်းဆိုဘလောက်ချောက်စိတ်ဆင်းရဲရမယ်ကြည့်ပါဦးဒီတော့မိဘပြည်သူတွေကကျမတို့ရှင်ဖွင့်လာကြတယ်တမိလေးတဲ့အန်တီတို့နေရတာမလုံခြုံတော့ဘူးအန်တီတို့ဘယ်ကိုပြေးရမလဲတဲ့ကျမဘာလို့ဖြေပေးလိုက်မလဲရှင်ကျမတို့ကတော့ငါငါကကြည့်လှုပ်လိုက်ခဲကသိရဲပေါ့နော်ဒီနေ့ကျရင်တော့ငါတို့တင်ဆက်မယ်အကြောင်းအရာတစ်ခုခုပေါ်မှာပဲဆိုတော့ကျမတို့ကြိုးသိပါတယ် ငါငါကာကြီးရေဆိုတာခွမိကောက်ကြီးတော့ဆိုပါရှင့်သူတို့အမီးလေးကဆွတ်လိုက်တော့ခဏပဲဖြောင်းနေတာကြီးတော့ကဖယ်လဲဖယ်အကောက်တိုင်းပဲကောက်တာမှကိုကိုင်းနေရပဲကိုင်းကောက်တာပဲရုပ်ကောက်တာမဟုတ်ခွင်းကဆိုအမီးကောက်တာနှမျိုးရှိရတယ်သူကဒီတိုင်းလေးကောက်တာသူကကိုင်းကောက်လိန်ဖယ်ပြီးအဲ့လိုကောက်တာအဲ့လိုကောက်တာသူတို့ကအဲ့တော့ပြည်သူလေတဆောင်ဆောင်တခဲခဲစောင်းမြောင်းပြောဆိုမှန်ရိုက်နေအရင်လိုပဲ Facebook လေးပြန်သုံးပြီးလို့ရှင် Facebook ပေါ်ကနေဟိုလူတတ်ဒီလူတတ်ငါတို့ဒီလူဖိရတာနင်တို့ကြောက်ငါတို့တောင်းလိုက်တော့အောင်းဝါလို့ကနင်တို့အကုန်လုံးကိုဘလို့တွေတတ်မှာဖြတ်မှာဆိုနေစင်နေတာ ်ချိန်ဝါဆဲဆိုတာတွေကကျွန်တော်တို့နေ့စဉ်တွေနဲ့ပြန်မြင်နေရတယ်အယောက်9000ကျော်ရဲ့အင်အားလူမှုဘဝကပြန်ရောက်လာကြတယ်ကောက်နေပြန်ဖွင့်ကြတယ်စိတ်ဆင်းရဲကိုယ်ဆင်းရဲပြန်ပြန်လုံးကြတယ်အင်အားစုတွေပြန်စုစည်းကြတယ်ပြောလို့မရအောင်လေထောက်ဖို့လည်းလုပ်ချင်လုပ်ပါပဲသူတို့ကပို့တော့မှအစိုးရမုန်းသွားပြီလေသူတို့အပြစ်ကိုသူတို့ကမြင်တာမှမဟုတ်တာအစိုးရသူတို့ထောင်ချရဲဆိုတော့သူတို့ကမြင်တာအဲ့တော့အစိုးရကမုန်းမယ်အဲ့မုန်းတဲ့အစိုးရကဘာမှတော်လို့လို့မရသေးတော့ပြည်သူအချင်းချင်းပြဿနာရှာတယ်ရန်တိုက်တယ်အခုဆန္ဒပြပွဲတွေလုပ်တယ်တပိတ်တွေလုပ်ကြတယ် ပြောမိဘပြည်ပြည်ကျမတို့မေးတာပဲပြေးရမယ်သမီးရယ်ဆိုတော့ကျမလည်းဘာပြေးရမှမသိဘူးဒီကောင်နေအင်းအဆူကနဲမမနေတာအရှင်အယောက်9000နဲ့အင်းကနဲမမနေတာတော့မိဘပြည်ပြည်စိုးရင်စိန်လေးကိုကျမသတင်းထဲမှာထည့်သွင်းပြီးတင်ဆက်ပေးတာပါလူချင်းမင်းတို့အနေနဲ့ကတိုင်းသူပြည်သားအားလုံးမေတ္တာထားတာတော့ကောင်းပါရဲ့ရှင်ကျမတို့ချစ်ချင်းမေတ္တာတွေကိုယုံကြည်ပါတယ်လက်ခံပါတယ်ဒါပေမဲ့မေတ္တာတရားဟူသည်သူရုပ်မာတွေပေါ်ထားလို့ရှင်အဲ့ဒီမေတ္တာတရားကအလကားပါပဲရှင်ဒါကိုဒီလိုဖြစ်စင်ကတည်တည်ပြပါတယ်ဒီချက်လေးကိုပဲကျမအနေနဲ့တင်ဆက်ပေးလိုက်ပါရစေ။ ကျွန်မရဲ့မိဘပြည်သူတွေကကျွန်မကိုအမြဲတမ်းလာပြီးတော့ပြောပြတာများလို့ဒါတင်ဆက်တာပါရှင်ကျွန်မဒီကြောင်ရလေးကိုအရေးဆုံးပြီးတင်ဆက်တာပါလူစင်းမင်းတို့အနေနဲ့ကျွန်မတို့ဘောမှာကျွန်မတို့တင်ဆက်မှုပေါ်မှာပေါ့နော်အထင်မြင်လွဲမှာလဲစိုးရိမ်ပါတယ်လူစင်းမင်းတို့ရဲ့နိုင်ငံတော်ကောင်းလှုပ်ဆောင်ပေးလှုပ်ဆောင်ချက်အားလုံးကျွန်မတို့လက်ခံပါတယ်ရှင်ဒါပေမဲ့မြန်မာနိုင်ငံသူတွေကအသိကြရလုံးဝမရှိတော့ပါဘူးရှင်စေးလည်းမမီကြတော့ပါဘူးရှင်လူချင်းမင်းတို့ကဘလို့မြစ်တာထားထားသူတို့တွေကကျွန်မတို့ပုံမှာမြစ်တာမထားပါဘူးရှင် ကျမတို့တက်ဖို့အတွက်နေ့စဉ်နေ့တိုင်းစူးစမ်းနေသေးပါပဲဒါကြောင့်ပြန်လဲလွတ်မြောက်သွားတဲ့ငါးငါးကကြီးတွေကအကြောင်း3 5000အတွက်ကတော့ဝမ်းသာပါတယ်ဒီ3 5000အကြောင်းမြေပြင်မှာစိတ်ဆင်းရဲကိုယ်ဆင်းရဲဖြစ်သွားရတဲ့မိဘပြည်သူ9000တောင်းအတွက်လည်းကျမအောင်နေနဲ့လွန်စွာစိတ်မကောင်းဖြစ်ရပါတယ်ဆိုတဲ့အကြောင်းလေးပြတင်းနှစ်ချုပ်နေနဲ့ပဲတင်ဆက်လိုက်ပြရစီတော့ရှင်ကျမရဲ့တဲ့လေးကတော့ဒီနေ့မှတလောက်ပါပဲ ကျမသတင်းလေးတွေကိုအမြဲတမ်းကြည့်ရှုအားပေးတယ်မိဘပြည်သူများအားလုံးစစ်ချမ်းသာကိုကြမှာကြပါစေ။ကောင်းသောလူဝင်ဆန္ဒများပြေဝကြပါစေ။လူချင်းချင်းလက်ပတ်ချင်းကင်းရှင်းကြပါစေ။အထင်သေးချင်းအချင်းချင်းကင်းရှင်းကြပါစေ။စိတ်ရဲလူချင်းအချင်းချင်းကင်းရှင်းကြပါစေလို့ကျမခန့်နေစုကဆုတောင်းမေတ္တာပို့သလိုက်ရပါရဲ့ရှင်။